ပေါင်း20ကြဖို့အတွက်နီလန်20ပုံမှန်ဆိုကျွန်တော်3ချက်5ချက်ပဲမျှဝေတယ်ဒီဗီဒီယိုမှာနီလန်20မျှဝေပြီမယ်အဆုံးထိကြည့်ပါမိတ်ဆွေပေါင်း20အလွယ်တကူချနိုင်မှာဖြစ်ပါတယ်ပထမဆုံးသောအချက်ဒီအမြင်နဲ့ကျွန်တော်ပြောတယ် calorie deficit ဖြစ်ဖို့လိုအပ်ပါတယ်ဒုတိယအချက်ဒီကိုစားတဲ့အရာတိုင်းတောက်လိုက်တဲ့အရာတိုင်းကိုစနစ်တကျတွက်ချက်တိုင်းတာထားဖို့လိုအပ်တယ်အဲ့လိုမဟုတ်ဘူးစိတ်မန်းလေးနဲ့စားရဆို calorie deficit ဘယ်တော့မှမဖြစ်နိုင်ဘူးနံပါတ်3အချက် ခန္ဓာကိုယ်အလေးချိန်တပေါင်ကိုပရိုတင်း3.3 8g မဖြစ်မနေစားသင့်တယ်ပုံမှန်စားမှာဆိုကိုယ်လေးချိန်တပေါင်ကိုပရိုတင်း 1g စားဖို့လိုအပ်ပါတယ် process food အပြင်စားတွေအားလုံးရှော့ချဖို့ရက်တန့်ဖို့တန်းနိုင်တဲ့လောက်ထိန်းချုပ်ဖို့လိုအပ်ပါတယ်နံပါတ်5တနေ့ကိုခင်ဗျား3နက်သို့မဟုတ်4နက်စားရင်လုံလောက်ပြီးစိတ်လို snack စားတဲ့အချိန်ကြီးခဏဖြတ်လိုက်ပါစားအုပ်တွေမီဒီယာတွေမှာမြင်နေရတဲ့ စနက်ကင်းကိုခဏလေးမေးထားပါ healthy snack တွေပါခဏမြောင်းနေပြထားနော်နံပါတ်6ရေလုံလောင်းအောင်တောက်ပါအမျိုးသားတစ်ယောက်ဒီသနေ့ကို3.8လီတာနဲ့4လီတာတွင်လိုအပ်တယ်အမျိုးသမီးတစ်ယောက်က3လီတာလောက်လိုအပ်တယ်ချွေးထွက်များတယ်ဆိုရင်ပိုလိုအပ်တယ်တက်စားလိုအပ်တယ်နံပါတ်9တခါတလေမှာကျွန်တော်တို့ဒီကယ်လိုရီကိုကျူးစားပြီးတော့0ကယ်လိုရီဘာချော်ရီလေးတို့အချိုနည်းတဲ့ဘာလေးတို့ဆိုပါစို့ကယ်လိုရီနည်းတဲ့ junk food တွေကျွန်တော်တို့စားမိတယ် ကျွန်တော်ခန္ဓာကိုယ်မှာ negative impact တွေဖြစ်နိုင်တယ်အဲ့တော့အရာရာကကိုလောက်ထားရလားဥမာဗျာ man made လား god made လားကျွန်တော်အမြဲတမ်းပြောတယ်လူတွေရဲ့ process လူတွေလုပ်တဲ့ man made သည်ကျွန်တော်တို့တဖြည်းဖြည်း process များလေးလေး unhealthy ဖြစ်စေလေးလေးတဘာဝတရားနဲ့နှိစက်လေးလေးကျမ်းမာလေးလေးဖြစ်တယ်ဒါပေမဲ့စံဆိုရင်လည်းချက်ရတယ် process တစ်ခုပဲဗျာအသားဆိုရင်လည်းချက်ရတယ်ကင်းရတယ်ပြုတ်ရတယ် process တစ်ခုနှစ်ခုပဲများသွားပြီးတစ်စေထဲလာပြီဆိုရင်အဲ့ဒီအရာကခမရဲ့ကျမ်းမာရေကိုစူးစူးရွာဖြစ်စေမှာနောက်တစ်ချက် အရေးကယ်လိုရီတွေရှောင်ပါဂျူးစ်တွေရှောင်ပါဆိုဒါတွေရှောင်ပါကော်ဖီဆိုရင်အက်စပရက်ဆိုအမေရိကန်တို့တောက်တာမျိုးမဟုတ်ဘဲနဲ့လာတေတို့မာကီရာတိုတို့တောက်တယ်ဆိုရင်ကယ်လိုရီစောင့်တက်သွားမှာဖြစ်ပါတယ်နံပါတ်6ချက်စားမယ့်အစားတွေကိုတနေ့ဘဏ္ဍာနဲ့စားမယ်၃နက်၄နက်ဘယ်ချိန်မှာပါစားမယ်ဆိုတာလေးကိုကြိုတင်ပြင်ဆင်ထားတာကပိုကောင်းပါတယ်အလင်းသိမ့်တယ်လို့စားမယ်ဆိုရင်ဘရောမှာ deficit ဖြစ်ဖို့မလွယ်ဘူးလို့ကျွန်တော်ဆိုချင်တယ်ကျွန်တော်အတွေ့အကြုံရဖြစ်တယ်လို့စားရင်ဖြစ်တယ်လို့ပဲဖြစ်သွားတတ်တယ်ဗျနော် plan ဆချတာတင်ပါတယ်ကျွန်တော်တပတ်၁၀လောက်ကို form လေးနဲ့စားပြီးရင်တနက်တရက်မုံတော့တနက်ကို refit လုပ်ပါဒီညမှာကျွန်တော်တို့ strike သုံးတာမသုံးတော့ကျွန်တော်ပြောတာမဟုတ်ဘူးတဘာဝအတိုင်းကျမ်းမာနေလူတယောက်အတွက်လွယ်ကူစွာရိုးရှင်းစွာဝိတ်ချနေတဲ့အချိန်မှာ over stress မဖြစ်စေနဲ့တနက်စာကိုကျွန်တော်တို့ carbohydrate တွေအခုကြိုက်တဲ့ process တွေတိုးစားလို့ရတယ် just one meal not a day เนาะအဲ့လေတည်တည်နေနောက်တစ်ခုကကြတော့တပတ်ကို ဂျင်မောကဝိမာရဲ့လေ့ကျင့်ခန်းရဲ့ကာဒီယိုလေ့ကျင့်ခန်း၄ချိန်4 session လောက်ရှိတယ်။ဝိမာရော ကာဒီယိုပေါင်းထားတာနော်။အနည်းဆုံးအဲ့လောက်ရှိတင်ပါတယ်။နံပါတ်7အချက်ဒီကျွန်တော်တို့ကာဒီယိုလုပ်တယ်ဆိုရင် high intensity မလုပ်ပါနဲ့ခင်ဗျာ။ low intensity ပဲလုပ်ပါ။အဲ့ဒီအချက်လေးသတိထားစေချင်ပါတယ်။နံပါတ်7အချက်ဒီဝန်သုံးလေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာ progressive overload လို့ခေါ်တဲ့ဝန်တိုးပြီးလေ့ကျင့်မှာအလေးပေါ့ပေါ့လေးအချိန်များများဆော့ရတဲ့ကိုယ့်ရဲ့ strength ကိုတိဆောက်ပါ နံပါတ်14တနေ့ကိုခြေလှမ်း8000အနေ12000အတွင်းရအောင်လျှောက်ပါခင်ဗျာအဲ့ဒါဆိုရင်တော့ပိုကောင်းပါတယ်နံပါတ်15 workout split အမှတပတ်ကိုဘယ်နည်းဘယ်နည်းတပတ်လဲတပတ်မှာ workout ဘယ်နှချိန်လုပ်မှာဆိုတော့ program တစ်ခုဆွဲဆွဲမြဲမြဲလုပ်ပါခင်ဗျာအဲ့ဒါဆိုရင်ရလက်ပိုထူးမှာဖြစ်တယ်နံပါတ်16တညကိုအချိန်9နာရီရနေ9နာရီရှိပါနံပါတ်18 stress day short ချပါဖြစ်နိုင် meditation လုပ်ပါနံပါတ်17 အဲ့ဒီရက်တွေမှာပေါင်ချိန်ဆက်ပုံမတက်ပါနဲ့ပေါင်ချိန်ဆက်ကခမရရဲ့ motivation ကိုပျောက်ပြီး demotivate ဖြစ်စေပါတယ်ပေါင်ချိန်ဆက်ကိုခဏခောက်ထားပါခင်ဗျာနံပါတ်19တောက်တက်တယ်ဆိုရင်ဖြစ်နိုင်ရင်အဲ့ဒီရက်ပိုင်းမှာရက်လိုက်ဒါမှမဟုတ်ရင် short ချပါခင်ဗျာမလိုအပ်ပဲကိုယ့်ကိုထိန်းနိုင်ရင်မတော့ပါနဲ့ခင်ဗျာရှောင်းပါနံပါတ်20ဖြတ်လန်းမရှိတော့အရာပါလဲဆိုရင်ဆွေမြေခြင်း consistency consistency မရှိတဲ့သူတယောက်ကဘဝရဲ့ဘယ်နေပင်မှာမှအောင်မြင်မှုရနိုင်မှာမဟုတ်ပါဘူး ပြည့်စရာတခုရရင် yes လို့မှတ်ပြပါကျွန်တော်ကိုနိုင်ဦးပါကျေးဇူးတင်ပါ